ဒီကဆုံးလာပြည့်နေ့ကိုဗုဒ္ဓနေ့လို့ပြောတဲ့အခါမှာသူကဖွားမြင်ပွင့်စံဗျာဒိတ်ခံတော့မြတ်စွာဘုရားဘုရားဖြစ်ဖို့ဒီပင်ကတာမြတ်စွာဘုရားလက်ထက်သူ့မိသားရှင်သေးဘောဘုရားစုပန္နာဒီကဆုံးလာပြည့်နေ့လို့ဆိုလေတဲ့ဗျာဒိတ်ခံနော်။နမြတ်စွာဘုရားဖွားမြင်တော်မူတာဒီကဆုံးလာပြည့်နေ့ မြတ်စွာဘုရားတပ္ပယုတဉာဏ်ကိုရလို့ဘုရားအဖြစ်ရောက်တော်မူတဲ့ပွင့်တော်မူတဲ့နေရာလဲဒီကဆုံလာပြီနေ့နောက်ဆုံးခဏပြိဋိဘံဇန်တဲ့နောက်ဆုံးပြိဋိဘံဇန်တဲ့နေရာလဲဒီကဆုံလာပြီနေ့နော်ဒါကြောင့်သူကလေးမျိုးတိုက်ဆိုင်ဖွားမြင်ပွင့်ဆံဗျာဒိတ်ခံတချို့ကလည်းပဲ၅မျိုးယူဆတာလည်းရှိတယ်အဲ့ဒါဖွားပွင့်ဟောဆံဗျာဒိတ်ခံ ွားတော်မူတာယေဘုရားဖြစ်ရောက်တော်မူတာယေဟောတယ်ဆိုတာဓမ္မစကြာဟောတာပြောတာမဟုတ်ဘူးသူကမဟာဗုဒ္ဓဝင်ဟောခဲ့တာတဲ့နော်စန္ဒာတော်ပြိဋိဘံစံတယ်ဗျာဒိခံတူတူပဲသူကမဟာဗုဒ္ဓဝင်ဟောတာကိုထည့်ပြီးတော့၅မျိုးဒီကဆုံလာပြည့်နေ့ကိုအဲ့ဒါလိုလေးအမွန်တင်ကြတယ်နော်အဲ့ဒါဘုံဘုံကမဟာဗုဒ္ဓဝင်ဟောတာကဆုံလာပြည့်နေ့ဟုတ်လားဘုသူတ္တကိုလည်းမကြားဘူးတာနဲ့မဟာဗုဒ္ဓဝင်ကို စာအုပ်ကိုလှမ်းပြီးတော့ကြည့်တဲ့အခါမှာမင်းကောင်းစတော်ဘုရားကြီးကကဆုံလာပြီးနေတော့မဟုတ်သူကကဆုံလာပြီးကျော်တရက်နေမှကပိလူကိုရောက်သွားတာမြတ်စွာဘုရားနော်ဇာတိကျော်ကနေကပိလူကိုရပောင်း60တရက်တယူဇနာကြွတာကြားဘူးတယ်မို့လားကာလုဒာယီမထေရသုလောဒနာမင်းကြီးကပင်ခိုင်းလို့ဟုတ်လားမြတ်စွာဘုရားကြွသွားတာအဲ့ဒါ ကဆုံလာပြီးကျော်တရနေ့မှာအဲ့ဒီကိုရောက်တယ်အဲ့တော့ကဆုံလာပြီးနေ့မှာဘုရင်ဟောတယ်ဆိုတာတော့ဒါရက်နေနေလွှဲနေတယ်ပြောရမှာเนาะဒါပေမဲ့ဒီတည်းပဲပေါင်းပြီးတော့ထည့်မယ်ဆိုရင်လည်းအလွန်လဲနှီးဆက်တယ်လို့ပြောလို့ရမှာเนาะအဲ့တော့ဘုန်းတို့ဤတို့ကိုးကွယ်ထားတဲ့ကိုးကွယ်နေတဲ့เนาะမြတ်စွာဘုရားရဲ့เนาะအကြောင်းအရာတွေနဲ့အလွန်မှဆက်ဆက်နေတဲ့ဒီနေသူနေမြတ်မှာမြတ်စွာဘုရားပွားမြင်တော်မူတဲ့အခါမှာဘလို့ထူးခြားချက်တွေဖြစ်ပေါ်တယ်လေ ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဘုရားဖြစ်ရောက်တဲ့အချိန်မှာတော့ဘလို့ထူးခြားခြင်းဖြစ်တယ်လေနော်မြတ်စွာဘုရားပြိဋိဘံဆန်တဲ့အခါမှာရောဘလို့လဲဒီလိုဘုဟုတ္တလေးတွေကိုလည်းပဲဘုရားဒီမှာပြောဖို့စုထားတယ်ဟုတ်လားနော်ကဆုံလာပြီဗုဒ္ဓနေနော်ဗုဒ္ဓဆိုတာတော့ဗုဒ္ဓဆိုတဲ့စကားလုံးကတည်သူလို့အဓိပ္ပာယ်ရတယ်နော်မြတ်စွာဘုရားဖန်ဆင်းသူမဟုတ်ဘူးနော် တဘာဝလောကကြီးရဲ့အကြောင်းကိုအကုန်လုံးအကျွင်းအကြံမရှိသိမြင်နားလည်သူနော်ဘာလို့ရင်ဘာဖြစ်မဲနော်ဘယ်တဘာဝတရားကနော်ဘယ်လိုဖြစ်တတ်တယ်ဒါတွေကိုသိရမြတ်စွာဘုရားဟုတ်လားဗုဒ္ဓဆိုတာသိသူတဲ့နိုးသူတဲ့နော်ကိလေသာတည်းဟူသောအိပ်ပျော်နေခြင်းကနေပြီးတော့ကိလေသာကိုပယ်ရှားနိုင်တဲ့အတွက်ကြောင့်နိုးထလာနိုင်တဲ့ပုဂ္ဂိုလ်နော်ပွင့်တယ်ဆိုတဲ့အဓိပ္ပာယ်လေးကတော့လေတမျိုးမှတ်သားစရာကောင်းပါ ပွင့်နေစတာပန်းလေးတွေပွင့်လာတယ်ပြည်စုံသွားနော်အယောင်ရောအနံ့ရောပုံတံလေးတွေရောဘာဖြစ်သွားတော့ပြည်စုံသွားတယ်ဘုရားတော့ပန်းမွယ်လေးတွေကိုမြင်လို့ရှင်အံ့ဩတဲ့စိတ်မကြမကြဖြစ်တယ်ဩဘယ်သူမှမလုပ်ဖင်းနဲ့သူ့အလူတဘာဝအလျောက်စမ်းစမ်းကြဲကြဲဖြစ်နေကြတယ်နော်အနံ့လည်းအမျိုးမျိုးအယောင်လည်းအမျိုးမျိုးအယောင်တွေရောစက်ထားပုံကလည်းအမျိုးမျိုး ပုံတံလေးတွေကလည်းအမျိုးမျိုးပွင့်ပတ်ကလေးတွေတိဆောက်ထားဖို့အမျိုးမျိုးမှတ်မှန်ကလေးတွေဖြစ်နေတယ်နော်။အေးအဲ့ဒါမြတ်စွာဘုရားပါရမီတွေကိုဖြည့်ဆည်းတော်မူခဲ့တဲ့အတွက်ကြောင့်เนาะအချင်းမြတ်ကိုကျင့်သုံးတော်မူခဲ့တဲ့အတွက်ကြောင့်အရာအလုံးပြည့်ပြည့်စုံသွားတာเนาะအထူးသဖြင့်မြတ်စွာဘုရားအတိညာပြည့်စုံသွားတာဒါကိုဘုရားပွင့်နေလို့ပြောတယ်ဟုတ်လား။